မင်္ဂလာပါဒီနေ့ချက်ပြမယ်ဟင်းပွဲလေးရတော့ဒီလိုအနံ့အရသာနဲ့ပြည့်စုံတဲ့စီချက်ခောက်ဆွဲကောင်းကောင်းလေးတပွဲကိုချက်ပြမှာဖြစ်ပါတယ်ဟင်းပွဲလေးကိုအစာဆုံးကိုကျွန်တော်တေးချာရိုက်ပြထားပါတယ်စီချက်ဆော့ချက်တာအစာလိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာကျေးဇူးတင်ပါတယ်မင်္ဂလာပါကျွန်တော်ဒီနေ့ချက်ပြမယ်ဟင်းပွဲရတော့ကျုပ်အစာအစာတစ်ခုဖြစ်တယ်စီချက်ခောက်ဆွဲဖြစ်ပါတယ်လူကြိုက်လေးများလာပါတယ်စီချက်ခောက်ဆွဲချက်မယ်ဆိုလို့ရှင်အရင်ဦးဆုံး ကျွန်တော်တို့စီအိုအရင်စချက်မယ်စီပူအောင်တဲတာပဲပြီးလို့ရှိရင်ကြဲရီပုံလေးတွေထည့်ပြီးတာပါဒီအတော်သေးနဲ့ချက်ပြီးပါမယ်ကျွန်တော်ကတော့စီချက်ကိုကျက်သွုံပြူစီချက်မသုံးပါဘူးကျွန်တော်ကျက်သွုံပြူကြော်ပြီးသားကို ready made ပဲသုံးမှာဖြစ်ပါတယ်တခုပြောပြစရာရှိပါတယ်ကျွန်တော်ခုမန်ရှင်းထားတယ်အကောင့်ကွီးတူအကောင့်ကိုလည်းစိတ်ဝင်စားလို့ရှိလို့ရှိရင် line and follow ဝင်လုပ်ပေးလို့ရပါတယ် ူကတော့ကျွန်တော်ချက်တဲ့အစားအစာတွေကိုစိုင်ဖွင့်နေရအများတန်းစားပြီးတယ်ကျွန်တော်အကူပါကုစိုင်ပေးတဲ့အခါကျတော့လေကျွန်တော်ချက်ကြတာမပြတ်ပါဘူးပြည့်ချက်ရေကုန်လေးတွေလူမျိုးကျွတ်ကျွတ်လေးဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကမီးပိတ်မယ်မီးပိတ်ပြီးတော့ချက်ရေကုန်လေးကိုဆယ်ထားမယ်ဆယ်ထားပြီးရင်ကျွန်တော်ကဘာလုပ်လဲဆိုတော့ကျွတ်သွန်ဖြူကျော် ready made ကျွတ်သွန်ဖြူကျော်ကိုပကံတစ်ခုထဲမှာထည့်ထားမယ်ကျွန်တော်တဝက်ပေါ့ ျွန်တော်ကျွတ်မီကျော်10တောင်းဝယ်လာတာကိုတဝက်လောက်ကိုတဝက်တို့မဟုတ်3ကျိုးတချိုးလောက်ကိုကျွန်တော်တို့ပကံတစ်ခုတည်းထည့်တာပြီးလို့ရှိရင်ဒီစီအတော်သိနေကြရင် လောင်းမယ်ကျန်တဲ့တဝက်ကိုကြတော့ကျွန်တော်တို့စားရပေါ်ကြလို့ရှိရင်တက်တက်လေးကျွန်တော်ဖြူးကျင်လို့အဲ့လိုမျိုးခွဲထားတာဖြစ်ပါတယ်စီကအသင်အသင်လောက်ရလို့ရှိလို့ရှိရင်ကျွန်တော်တို့ပကံတစ်ခုတည်းကိုချက်သွုံကြည့်ကျော်ထည့်ထားတဲ့ပကံလေးကိုလောင်းလိုက်လို့ရှိလို့ရှိရင်စီကျက်လေးတွေကမှုရွာပါလိမ့်မယ် ဲကျွန်တော်တို့စီချက်ချက်ပြီးသွားပြီစီချက်ချက်ပြီးသွားပြီဒုတိယအဆင့်အနေနဲ့ကျွန်တော်စီချက်ဆော့ကိုလုတ်ပြရမယ်ပေါ့နော်အဲ့ဒါကိုတေချာလိုက်ကြည့်ပါမသိလို့ရှိရင်လည်းကျွန်တော်တို့စီပီမှာလာမေးလို့ရတယ်မန်းကတော့ကျွန်တော်တွေ့ရင်လည်းတွေ့မယ်မတွေ့ရင်လည်းမတွေ့ဘူးလို့အချိုးစားအတိအကျကျွန်တော်လုတ်ပြပါမယ်လွယ်လွယ်ကူကူလိုက်ချက်လို့ရအောင်လို့ကျုပ်ပဲရမြာကြီးအပြစ်တို့မဟုတ်အနောက်တချို့ကအပြစ်ခေါ်တချို့ကအနောက်ခေါ်တယ်ဒီလိုနှင်းခက်ဇွန်နဲ့ဇွန်ထည့်ပြီးပါ ကြုပ်ပဲကမြာရဲ့အကျဲဟင်းခက်စွန်းနဲ့ပုံစွန်ခယူးစီခယူးစီက ဇွဲတင်စွန်းသူမဟုတ်ထမင်းစားစွန်းနဲ့တစွန်းကျသားမဟုတ်ကတီးစပွန်းနဲ့သုံးစွန်းကြားလေတီးစပွန်းနဲ့တစွန်းစာ teaspoon တစ်စွန်းမြင်းကျို့မုတ်တုံးမုတ်ချုံမုတ် teaspoon တစ်စွန်းကြည်ကြေးအားကျွန်တော်တို့ဒီဟင်းကက်ဇွန်ကြီးနဲ့၃ဇွန်အဲ့တော့ကျွန်တော်တို့ဆော့ကြုံမယ် စူပွဲနေအောင်ပြန်ကြိုးมาဖြစ်ပါတယ်ဒီအထဲဟာထဲ့ထားတဲ့ချက်သားမုတ်တို့အချိုမုတ်တို့စားလို့တကြားလို့ပျော်လောက်တဲ့အနေဆိုလို့ရှိလို့ရှိလို့ရှင်ကျွန်တော်တို့ဒီ CJS ကို ကျွန်တော်တို့ကြိုးတာကိုရက်လို့ရမှာဖြစ်ပါတယ်ဒါစူပွဲနေပြီကျွန်တော်တို့စိမ့်နေနေလည်းပျောက်လောက်ပြီကျွန်တော်တို့ချက်သားမုတ်တို့အချိုမုတ်တို့စားတို့ကလည်းတကြားတို့ကလည်းပျော်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကမီးပိတ်မယ်မီးပိတ်ပြီးလို့ရှိလို့ရှိရင် ိုထင်းမဲ့ပကံတစ်ခုထဲမှာထည့်ထားပါ BC Jessor ကိုဒါကြောင့်ကျွန်တော်တို့ခုတစင်းအနေနဲ့ကတော့ယေစုအောင်တဲပါယေစုအောင်တဲပြီးတော့ရှင်ဂျင်းလေးတွေထည့်ပါဂျင်းလေးတွေထည့်ယူပါရင်ကျွန်တော်တို့ချက်ယူထည့်မယ်ပြီးလို့ရှိလို့ရှင်ကျွန်တော်တို့ချက်သားထည့်ပါမယ်အဲ့တော့ထည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကအရာလေးပါတစ်ခါလေးထည့်ထားလိုက်မယ်ဒီအရာကကျွန်တော်တို့ င်းကြိုပြန်လုပ်လို့ရတယ်ကြက်သားမုတ်လေးထည့်မယ်ဟင်းကြိုမုတ်အနည်းငယ်လေးထည့်မယ်စားအနည်းငယ်ထည့်မယ်ဘဲငယ်မြောင်ကြီးအကျဲအနည်းငယ်ထည့်ပေးလိုက်မယ် အဲ့ဒါကိုကြက်တဲ့ဒီကိုကျွန်တော်တို့တခါပြန်ပြုတ်ထားပါမယ်ဟင်းပွဲလေးကိုနှစ်သက်ရဲဆိုလို့ရှိလို့ရှိရင်လည်းပေါင်းလေးနှိပ်သေးလေးလေးပြေးပြေးလို့ရပါတယ်ကျွန်တော်ကိုယ်ရဲ့အကောင့်ကိုလည်း floor လေးလုပ်ပေးပြီးလို့ရပါတယ်သူကတော့ဟင်းလေးကိုအရသာတိကျပေါ်လွင်အောင်လို့သူကတော့မီးစမ်းပြီးတော့စားပြတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကဲခုဆိုရှင်အသားတွေရောအယိုးတွေရောကြက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအယိုးတွေရောအိုးထဲမှာထားလိုက်တော့မယ်သားလေးကိုဆယ်ပြီးလိုက်ပါ ကဲကျွန်တော်တို့နောက်ဆုံးအစဉ်ကျွန်တော်တို့ဈေးရရောင်းတဲ့ခေါက်ဆွဲအစုပဲသုံးနာပါတယ်စီချက်ခေါက်ဆွဲတော့ဘူးခေါက်ဆွဲ6သုံးနေတယ်သုံးနော်ကျွန်တော်တို့တပွဲစားခံမန်းကိုရေစူးစူးမှာ2မိနစ်3မိနစ်ခန့်ထည့်ပြုတ်ပေးပါဒါခေါက်ဆွဲသားလေးတွေရပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဆယ်ပြီးတော့ပွဲပြင်းမဲ့ပကံလေးကိုထည့်ထားလိုက်မှာဖြစ်ပါတယ်။ဒါပွဲပြင်းမဲ့ပကံလေးကိုကျွန်တော်တို့ခေါက်ဆွဲထည့်ယူပါလို့ရှိရင် ကျွန်တော်စီချက်အရေးဖက်လေးပေါ့စီရတော့ကိုနှစ်သက်တလောက်ထဲပေါ့နော်အဲ့ဒါလေးထဲမယ်ကျက်တဲ့ညောကနောက်မှထဲမယ်နော်အပေါ်လေးကကျွန်တော်တင်ခြင်းမယ်ပြီးတော့ကျွန်တော်ချက်ထားတဲ့စီချက်ဆော့အစီချက်ဆော့ထည့်လိုက်လို့ရှိရင်ဘာမှထားလိုက်စရာမလိုတော့ဘူးနော်ကျွန်တော်ကတပွဲစားတဲ့ကိုဒဇွန်နဲ့နည်းနည်းလေးပဲထည့်ထည့်ပါတယ်အဲ့ထည့်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကျက်သားထည့်လိုက်မယ်ကျွန်တော်တို့ကျက်သားကိုတခါတည်းထည့်ပြီးတော့နေပါတယ် ထည့်ပြီးတော့နေပေးလိုက်ပါထည့်နေပေးပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တို့ကအပေါ်ကနေပြီးတော့ကျွန်တော်ကစက်သွန်ပြီးတော့နည်းနည်းလေးဖြူတယ်စက်သွန်မိတ်လေးအပေါ်ကနေပြီးတော့တင်ပေးလိုက်မယ်တင်ပေးလိုက်ပြီးတော့လို့ရှိရင်ကျွန်တော်မျိုးကောင်းလေးတပေါက်နှစ်ပေါက်ပေါက်ပေးလိုက်လို့ရှိလို့ရှိရင်အနံ့ရတာနဲ့ပြည့်စုံတယ်စီချက်ခောက်ဆွဲတပွဲရပါပြီဟင်းပွဲလေးကိုနှစ်သက်တယ်ဆိုရင် ပေါင်းလေးနှိပ်သေးလေးပေးခဲ့လို့ရပါတယ် ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ကတော့အစာတလိုင်းကူးသူဖြစ်ပါတယ်